ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့မှာဆိုလို့ချင်းတော့မနက်ခင်းပိုင်း Manchester United နဲ့ပတ်သက်တဲ့သတင်းလေးတွေကိုကျွန်တော်တင်ဆက်သွားပါမယ်။ဆိုတော့ဒါတိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ Matthias Cunha ရဲ့အစာချုပ်ပါရောကြီးပြီးပြီးတော့ခေါ်ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းလေးပြင်အာနာချူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလည်းကျွန်တော်ပါတယ်ပေါ့နော်။ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ်။အားလုံးမင်္ဂလာပါ။ဆက်မ Live မသွားရတာတော့ကျွန်တော်ကြာပြီပေါ့နော်။ဒါအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်ရဲ့ဒီငလျင်အခြေအနေတွေပါနေပေါ့နော်။ ကျွန်တော်ဒီပြပြပို့ပြီးတော့ဒါရေးကြည့်တာတွေဘာတွေရှိနေတယ်ဆိုတဲ့အခါကျတော့အာယုံမနောက်စီဘူးတွေကျွန်တော်ဒါအကုန်လုံးကိုရက်ထားတာနောက်ပိုင်းတော့ဖေးဖေးချင်းလေးကျွန်တော်ပြန်ဆနေတယ်အခုတော့ကျွန်တော်ဒါ live ပြန်ပြီးတော့သွားတယ်ပေါ့ဗျာဆိုတော့အချို့ညီကိုတွေမေးတယ်လို့ပဲလာမဲ့ပွဲဒီမှာ watch round လုပ်မလားဘာညာဆိုတော့ဒီချက်ပို့ပြီးတော့အချိန်ကြီးမစိုးဘူးဆိုလို့ရှင်တော့ကျွန်တော် lion နဲ့ပွဲစဉ်ကို watch round လုပ်ဖို့ကျွန်တော်စီစဉ်ထားတယ်နော် lion နဲ့ပွဲစဉ်ကို watch round လုပ်ပြန်ပြီးတော့လုပ်ဖို့ကျွန်တော်စီစဉ်ထားတယ် ပြီးခဲ့တဲ့ဒီ Manchester Derby ပွဲတို့ Nottingham Forest တို့အကုန်လုံးကိုကျွန်တော်ဒီနေ့သာရက်ထားခဲ့တာပေါ့နော်။ဒါပြင်ပွဲပြီးသုံးသက်ချက်တွေကိုပွဲကြိုသုံးသက်ချက်တွေကိုပြန်သွားဖို့တော့ကျွန်တော်ရည်ရွယ်ထားတယ်။ဒါတော့နော်ဆိုတော့အဆင်ပြေဖို့အတွက်တော့ကျွန်တော်မျှော်လင့်တာပဲ။ဒီထက်ပိုပြီးတော့အချိန်အနည်းမစိုးဘူးပဲကျွန်တော်မျှော်လင့်တာပဲ။ဒီပြင်တော့နော်ခန်းစားရတာဒီကများလာပြီလေ။နော်တကယ်ဖြစ်တဲ့နေရာတွေမှာဆိုလို့ရှိရင်နော်ခုနောက်ပိုင်းဆိုမိုးရီကြွားတာလေးတွေတိုက်တာနဲ့အကုန်တိုင်ပတ်နေကြတာ။ဆိုတော့ဒါပိုပြီးတော့မစိုးတော့ဘူးနော်။ ဒါမျောလင်းရတာပဲဆိုတော့ထားပါကျွန်တော်အနေနဲ့ပထမဆုံးကျွန်တော်စပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ပေါ့လေဆိုတော့ဒီနေရာမှာတတင်းရကျွန်တော်ဆက်ကြည့်ရရင် Manchester United ရဲ့အသင်းရဲ့ဘက်ကတော့ဘူဘာဟန်အသင်းရဲ့ကစားမဖြစ်တဲ့ Matthias Cunha ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်ပေါ့ကစားမရဲ့စာချုပ်ပါဖြစ်သိန်းကြီးကပေါင်62.5တန်းဖြစ်ပြီးတော့ဒီနေရာဒီအပြောင်းရွှေ့ပေါ့နော်လာမယ့်နေရာဒီအပြောင်းရွှေ့မှာဒါစပြီးတော့အသက်ဝင်မှာပေါ့ဗျာ ကွန်ညာရဲ့အေဂျင့်ကတော့မကြခင်အင်္ဂလန်ကိုရောက်လာပြီးတော့သူကစားမကိုစိတ်ဝင်စားပါတယ်ဆိုတော့အသင်းတွေနဲ့မျက်နှာချင်းဆိုင်ဆွေးနွေးမှာဖြစ်တယ်။ United နဲ့လည်းကနအူးဆက်သွယ်မှုတချို့ပြုလုပ်ထားပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Nottingham Forest ရဲ့ဘက်ကလည်း Matthias ကွန်ညာကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်။ဒါပေမဲ့လည်းပေါ့နော်ကစားသမားဖြစ်သူနဲ့နီးစပ်တဲ့လူတွေရဲ့ပြောကြားချက်အရဆိုရင် Nottingham Forest က Champions League ဝင်ခွင့်ရရင်တောင်မှ သူလာဒီပြီးအတင်းကပြီး basic အတင်းကြီးတွေကတသိမ့်ပဲသူကပို့ပြီးတော့ပြောင်းကျင်တာပေါ့ဒါပါတော့ Northern Forest တို့ကချန်ပီယံလိဝင်ခွင့်ရဖို့သူ့ကိုခေါ်ပြီးကြိုးပမ်းမယ်ဆိုရင်တော့မှသူအဲ့လောက်စိတ်ဝင်စားမှာမဟုတ်ဘဲနဲ့အတင်းကြီးကိုပဲသူပြောင်းကျင်နေပေါ့နော်ဆိုတော့ဒါဒါကလက်ရှိမှာဆိုလို့ရှိရင်ဒါ Jacobs Ben တို့ Alex Crook တို့ကနေပြီးတော့ဖော်ပြထားတဲ့ကျွန်တော် report ပါဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲကျွန်တော်ဟိုမနေ့ကပြောခဲ့တဲ့ video တွေကလိုပဲ ဒီချိန်မှာအသင်းနဲ့ပတ်သက်လို့ကတော့အပြောင်းအရွှေ့သတင်းတွေကကျွန်တော်တောက်လျှောက်ထွက်ကြမှာပေါ့နော်။ဒါကြောင့်ကျွန်တော်ထွက်ကြမှာဒါအပြင်ဒါဒီချက်ပို့ပြီးတော့လည်းကျွန်တော်ထွက်လာအောင်ပါ။ဒီတဲကမှကုညာကဗျာဘယ်လိုပြောလဲပရီးမီးယားလိမ်းမှာသူတကယ်လှုပ်ပြနေတဲ့ player တယောက်ဖြစ်တာ ਉਹ ဒါအပြင်ကျွန်တော်ကစားခြင်းနဲ့ပုံစံနဲ့ဆိုရင် Nero number 10နေရာမှာအများကြီးအဆင်ပြေနိုင်တဲ့ကစားမဆိုတဲ့အခါကျတော့မျောလင်းကျလို့ကျွန်တော်ရှိတာပေါ့လေ။တိုးတိုးလည်းပဲလက်ရှိမှာဆိုလို့ရှိရင်62.5သန်းဆိုတဲ့ယောကြီးက အတင်းဘာကတက်ပြီးတော့တတ်နိုင်တဲ့ပုံစံမျိုးလို့တော့ကျွန်တော်မထင်ဘူးအဓိကတော့ဗျာတော့ကွန်ညာတို့ဘာလို့မှမဟုတ်ပါဘူးတိုက်စစ်ကစားမတယောက်ဆိုလို့ရှင်ဒီယာဒီဒီဒီဘက်ခင်မှာတိုက်စစ်ကစားမကောင်တယောက်ဆိုလို့ရှင်ကိုပဲဘယ်လိုပြောရမလဲဒီအနည်းဆုံးတန်း60လောက်ကစတန်း60တန်း90လောက်ပြီးမှကစားမကောင်ကြီးကျွန်တော်ရတာအဲ့လိုမဟုတ်ဘူးဆိုလို့ရှင် တော်တော်တိုင်ပက်တာပေါ့နော်ဆိုတော့လူမျိုးဆိုတော့ကုညာတို့ဘာလို့ကလည်းယိုကြီးတန်း60တို့ဘာလို့ဆိုတော့မျိုးကတိတ်ပြီးတော့ complain တက်စရာမရှိဘူးဒီကောင်လေးတလောက်ပဲတောင်းမှာပဲကိုရီမမဟုတ်တခြားကလပ်တင်းတွေကခေါ်လေတလောက်ကတော့ကျွန်တော်တောင်းမှာပဲ Norian Forest တို့ဘာလို့ကခေါ်ရင်တော့အလောက်ကြီးကြီးပေးကြီးမှာပေးရမှာမို့လေ Forest ကငွေ3နိုင်စွဲရှိတယ်တဲ့မှာပါတယ်ဒါပေမဲ့အတင်းကြီးမဟုတ်တော့ငွေအများကြီးပေးကြီးမှာပေးရမှာပေါ့ဗျာသို့တော်လည်းပဲကုညာကိုခေါ်ဖို့ဆိုလို့ရှိရင်ယိုကြီးစာချုပ်အပြင်ကို Norian Forest တို့ဘာလို့နဲ့တာအပြိုင်ခေါ်ရမယ်ဆိုတော့ အသင်းတွေကအချင်းကြီးကောင်းပါမလားကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့เนาะဆိုတော့ Matthias Kunya Nero Nebatan နေရာမှာကျွန်တော်ရှိမယ်တိုက်စစ်နေရာမှာလည်းကျွန်တော်တို့ကမနေ့ကသတင်းထဲမှာပြောသလိုပဲဟို LED laptop ဘာလို့ရောအများကြီးစင်းနေမှာကျွန်တော်ပါထားတယ် Win back တွေကျွန်တော်ခေါ်ဖို့လိုတာကွင်းလေတွေအားပြဖို့လိုတာเนาะဆိုတော့ဒါတွေကိုကျွန်တော်ကြည့်ရင်အသင်းဟာအားပြရမယ့်နေရာတွေများတော့ကစားမတစ်ယောက်တစ်ယောက်အတွက်တန်း60တန်း50တုံးဖို့ဆိုတာကဘလူးမှန်ကိုတက်နိုင်စွမ်းရှိတဲ့တယ်မှာမပါဘူးပေါ့နော်ဒါပေမဲ့လို့ ကစားမကတကယ်ကောင်းလို့အတင်းဘက်ကလည်းတကယ်ခေါ်ကျင်နေဟိဆိုလို့ရှင်တော့ကြော်ကြီးပေးလို့ရတဲ့အနေထားမျိုးမှာယောက်ကြီးပေးပြီးတော့လည်းခေါ်သွားနိုင်နေပေါ့ဗျာဆိုတော့စောင့်ကြည့်ရမယ်ညီကတို့အနေနဲ့ရောဘလူမီညလည်းလက်ရှိဒီဘလူရောမလဲလီကစားမဖြစ်သူကိုအမှန်ကန်ကျွန်တော်တို့ကအတင်းဘက်ကခေါ်ဖို့နေရုံနဲ့ပတ်တန်းနေရမှာကျူပန်သွားလိမ့်မယ်လို့ကျွန်တော်ထင်ကြတာเนาะဆွေးနွေးကြပါအောင်အဲမင်္ဂလာပါဆင်တော်မင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါပွဲကြိုတုံးတဲ့ချက်ဘယ်နည်းလုပ်မလဲဆိုတော့ကျွန်တော်တို့ဂျာလာပရင်းနေမှာเนาะကျွန်တော်တို့ကစားမှာ ဟုတ်တယ်မလားเนาะယူရိုပါလိဒီလိုင်ယွန်နဲ့ပွဲရလေနော်ကြာတာပရိညဘောနော်တောက်ကြနေမနက်ကိုကစားမှာဆိုတော့อืมဘောတဟူးတော့မနက်ဖြန်တော့ကျွန်တော်လုံးကြပါမယ်เนาะမနက်ဖြန်ဒါမဟုတ်ဒီနေ့လည်းလှုပ်ချင်လှုပ်มาပေါ့လေเนาะဒီနေ့လည်းကျွန်တော်လှုပ်ချင်လှုပ်သွားมาပေါ့เนาะဆိုတော့ဒီအချိန်นี้ကျွန်တော်ကြည့်ပါမယ်เนาะအချိန်นี้ကျွန်တော်ကြည့်ပါမယ်အဲခါတိုင်းလို့ကျွန်တော်ပြန်ပြီးကြိုပြီးတော့လှုပ်တာဆိုတော့ခါကျတော့ဒီနေ့ညတဲ့ဝါချောင်းนี่ပြန်စတော့มาလားတဲ့ UCM ပွဲတွေလည်းစပြီဆိုတော့တဲ့အဲ Champions League ပွဲစဉ်นี่ကတော့ဒီနေ့ညစပြီပေါ့เนาะဒါပေမဲ့လို့ကျွန်တော် ဝေါ်မှချက်မှာကျွန်တော်ဘယ်လိုပြောမလို့ဝေါ်ချောင်းပြန်ဆဖို့ကတော့မလွယ်သေးဘူးထင်တယ်ဆိုတော့လည်းပဲအချိန်ကြီးတော့ကြည့်ပါမယ်နော်အချိန်ကြီးကောင်းလို့ရှိရင်လည်းဒီညဝေါ်ချောင်းလုံမယ်ပေါ့ဗျာနော်ဒီညတနအီဝေးဆိုလို့ချင်းကျွန်တော်ဝေါ်ချောင်းနေလောက်ပါမှာလीနော်ဘိုင်မြူနဲ့အင်တာတို့ရီယယ်မက်ထရစ်နဲ့အာဆင်နယ်တို့တကယ်ကောင်းတဲ့ပွဲတွေဝေါ်ချောင်းကိုကျွန်တော်ပြန်ပြီးတော့လုံပါမှာသိရမလားတကယ်တမ်းမတိကြသေးပါဘူးသိရမလားနော်မတိကြသေးပါဘူးကျွန်တော်တော့ပြန်ပြီးတော့လှုပ်ချင်နေမှန်းတိုင်းပြောလို့ရှိရင်တော်တော်လေးပဲအညီကလူလေးသဘောပေါက်လိမ့်မယ်ထင်ပါတယ် ကျေးဇူးများဒီမှာလည်းပွဲကျွတ်သွင်းတဲ့ချက်တွေကပေါ်ပေါ်မှချက်မှပြန်ပြီးတော့တင်ပြီးတော့မှာပါနော်ဆိုတော့ပေါ်ပေါ်မှချက်မှကျွန်တော်ဒီလိုက်ပြီးတာနဲ့ပွဲကျွတ်သွင်းတဲ့ချက်ကလေးတွေကျွန်တော်ပြန်ပြီးတော့လောက်ကြမယ်ပါနော်နေကောင်းလားကျွန်တော်ကွန်ပျူတာကျေးဇူးများဒီမှာလည်းအဲနေကောင်းပါတယ်နေကောင်းပါတယ်အဲโอเคအဲဒီညကစပြီးတော့ဗျာတဲ့ UCN ကိုတဲ့ watch round လောက်ပါလားတဲ့နော်အဲ watch round ကလုတ်ဖြစ်ဖို့တော့ရှိတယ်ထင်ပါတယ်တေချာဖို့တက်ပြောလို့မရသေးတာပဲရှိတာလုတ်ဖြစ်တယ်ဆိုလို့ရှင်နှစ်ပွဲစလုံးကကောင်းနေဆိုတော့နော်ဒါပေမဲ့ Arsenal နဲ့ Real ကတော့ပူပြီးတော့လုတ်သွားမှာပေါ့နော်အကယ်လို့လုတ်ဖြစ်တယ်ဆိုလို့ရှင် အာ okay ဆိုတော့အဲနောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်ပါနောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဂါနာချူနဲ့ပတ်သက်လို့ပေါ့လေဒီနေရာမှာထွက်လာတဲ့တင်းကမန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဘက်ကတော့ဂါနာချူမှာတကယ်ကောင်းလွန်းတဲ့ဗောနော်ဒီတိုးတက်နိုင်စွမ်း potential မြင့်နေဆိုတဲ့အခါကျတော့တကယ်ကောင်းတဲ့ potential ရှိနေတယ်ဆိုတော့သူတို့အနေနဲ့ဂါနာချူကိုလက်လွတ်တယ်ဆိုလို့ရှိရင်ဒီတယ်မလားအာကိုအတင်းကလက်လွတ်လိုက်မှာတခြားအတင်းမှာသွားကောင်းနေတာမျိုး ကိုတင်းမှာတိုင်ပတ်ပြီးမြေဒီမားတင်းမှာတအားလှုပ်ပြနေတာမျိုးပြောလို့ရှိရင်ကျွန်တော်ခေါင်းစဉ်မှာရေးထားသလိုပဲလွတ်တန်ကကြီးမဲ့အခြေအနေမျိုးတွေကိုကြုံမာတွေကိုသူတို့စိတ်ပူနေတယ်သူတပင်းတော့အခုလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟာအန်တိုနီအီလန်ကာလိုလက်လွတ်လိုက်ရတယ်နော်ဒင်ဖောရက်စ်မှာကောင်းနေတယ်တို့စကော့မက်တူမီနီကိုလက်လွတ်လိုက်ရတယ်နော်အီတလီစီးရီးမှာအဆင်ပြေနေတယ်တို့သိတယ်မလားဒါမျိုးတွေပေါ့နော်ကိုအတင်းကထွက်သွားမှအမှန်ကန်အချင်းကြီးကောင်းမယ်ဟိဆိုတဲ့ပုံစံမျိုးတွေကြုံရမှတွေကိုသူတို့စိတ်ပူနေတယ် ကျတော့ဂါနာဂျူနဲ့ပတ်သက်လို့လက်ရှိအသင်းမှာတိုင်ပတ်နေတယ်ဆိုပေမဲ့ပေါ့နော်ပိုတန်ရှယ်ကြီးတဲ့ပလေယာတယောက်ဖြစ်တဲ့အတွက်လက်လွတ်ရမှာကိုအသင်းဘက်ကတွန်းဆုတ်နေတယ်ပေါ့ဗျာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ယောညီကတို့ဘလို့မြင်ရလဲဂါနာဂျူနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ရလဲဆက်ပါတော့ဆက်စားချင်းကျွန်တော်ကြည့်မယ်ဆိုရင်ဂါနာဂျူကိုကျွန်တော်ကြည့်လိုက်ရင် okay ဒီကစားမလေးကတကယ်တူးတက်နိုင်ဆိုရှိတဲ့ပလေယာလေးပဲနော်ဘလို့ဘလို့အည်သွေးတွေရှိတယ်ဘလို့ဘလို့ quality ရှိတယ်ဒါသူ့ဂါနာဂျူလို့ပြောလိုက်တာနဲ့ကျွန်တော်တင်းမြင်နိုင်မဲ့အချင်းညီမျိုးတွေက ဘာတွေရှိတယ်လို့ညီကလို့ထင်ကြလဲเนาะကာနာချူနဲ့ပတ်သက်လို့လေကျွန်တော်ကတော့ဗျာဒီလားကာနာချူကိုဘယ်လိုပြောရမလဲကာနာချူကပေါ့နော်ထားပါတော့လက်ရှိမှာဆိုလို့ရှိရင်ဒီဘယ်လိုပြောတယောက်ချင်းကြော်ဖြတ်မှုကောင်းလားဆိုတော့လေတကယ်တမ်းတွေးကြည့်မကောင်းဘူးတယောက်ချင်းကြော်ဖြတ်မှုမကောင်းဘူးဗျာတယောက်ချင်းတယောက်ကြော်မယ်လို့လည်းသူလူကြီးပဲတက်တဲ့တူဘူးလုံနေတာအဲ့ဒါတော်တော်လေးပြဿနာကြီးတယ်เนาะပြီးလို့ရှိရင်ဖန်တီးမှုကောင်းလားဆိုတော့လေမကောင်းဘူးကိုယ်သွင်းကောင်းလားဆိုတော့လေမကောင်းဘူးကြည်လိမ့်မယ်ကံနဲ့ကံချက်တွေကျွန်တော်ကြည်ပါလား ရသည်မအခွင့်အရေးတွေကိုကန်တာမျိုးတွေကျွန်တော်ကြည့်ပါလားမင်းကလည်းဂိုးပေါက်တဲ့ပြီးတော့ဂိုးသမားကိုချင်းချုံနိုင်စွမ်းရှိတဲ့ကန့်ကျက်ကောင်းကောင်းဆိုတာတတော်ကိုရှားတာနော်ဘောလုံးပေးတာကောင်းလားဆိုတော့လေမကောင်းဘူးဗျာနော်ဆိုတော့လောင်ဘောကောင်းကောင်းပေးနိုင်လားဆိုတော့လေမပေးနိုင်ဘူး crossing ကောင်းကောင်းလုပ်နိုင်လားဆိုတော့လေမလုပ်နိုင်ဘူးတခုဒီကစားမမှာကောင်းတာကဘာလဲဆိုတဲ့ခါကျတော့ခုနကကျွန်တော်ပြောသလိုပဲကျွန်တော် transition တွေတွားပြီးဟေးဆိုလို့ရှိရင်ဒါပါတော့သူ့ရှိမှာ space အကျည်ကြီးတွေရှိနေတယ်ဆိုလို့ရှိရင်တော့ သူက space ကို attack လုပ်နိုင်တဲ့ကစားမမျိုးတောင်မှန်ကစားမမျိုးဆိုတော့အဲ့လိုမျိုးကောင်းနေဒါပဲဒီထက်မပူဘူးဗျာဒီလားတယောက်ချင်းကြော်ဖြတ်မှုကောင်းနေဆိုရင်ဂါနာချိုဝင်လာတဲ့အချိန်တိုင်းမှာပြိုင်ဘက်ကစင်ကစားမတွေကိုဒုက္ခပြီးနိုင်နေရမှာသူ့မှာကမြန်နှုံးရှိတယ်ဗျာဒီလားပေါက်ကွဲအားကောင်းနေဒါပဲဆိုတော့ physical ဘိုင်းကိုကျွန်တော်ကြည့်တော့လေအဆင်မပြေဘူးအာမက်ဒီယာလိုနဲ့ဂါနာချိုဆိုလို့ရှိရင် physical ဘိုင်းတိတ်မကွာဘူးအာမက်ကတော့နည်းနည်းလေးပူသေးရင်သေးဦးမယ်ဒါပေမဲ့လည်းလို့ပေါ့နော် ကစားနိုင်စွမ်းရှိတဲ့အခြေအနေချင်းကတော်တော်လေးကိုခြားနာတာအာမက်ဆိုလို့ရှိရင်ခနာကိုသေးပြီမဲ့သူ့ရဲ့ဒီဘယ် strength ကတော်တော်ကောင်းတယ်တော်တော်မားတဲ့နေရာမှာပါတယ်ခနာကျူကကျတော့အဲ့လိုမဟုတ်ဘူးဗျာခနာကိုကလည်းကျွန်တော်တို့နေအဲ့လောက်ကြီးမကြီးတယ်လို့ခနာကိုကိုယ်တိုင်ကိုသူကိုယ်တိုင်ကိုကလည်း strength အဲ့လောက်မကောင်းဘူးပေါ့နော် physical ပဲမကောင်းဘူးတော်တော်ကိုပြော့တာဒါတော့ကြောင့်ကျွန်တော်အခြေအနေကိုကျွန်တော်အခြေအနေလမ်းတိုးတက်လာနိုင်စွမ်းရှိတာဘာလို့ရှိလဲဆိုတော့အများကြီးပဲပေါ့ဗျာတိုးတက်နေတကယ်သာသူကျူးပန်းမယ်ဆိုလို့ရှိရင်ဒါအကုန်လုံးကတိုးတက်ဖို့တိုးတက်နိုင်တဲ့အရာတွေကြီးပဲရဟုတ်တယ်မလား ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့သူစပြီးတော့အသင်းမှာနေရာရတယ် Editan ဟာရဲ့22 23ရာသီတုန်းကဖြည်းဖြည်းချင်းနဲ့အရန်ကုန်ကနေဝင်ကစားရတယ်ပြီးတော့ကျနောက်ရာသီတွေမှာပုံမှန်ပွဲထွက်ခွင့်တွေရတယ်အခုချိန်ထိနော်ဂါနာချူမှာအဲ့ဒီတုန်းကအထက်ပို့ပြီးတော့တိုးတက်လာတာဘာရှိလဲဆိုတော့အတွေ့အကြုံပဲရှိတယ်နော်ဒါတော့မှပွဲအတွေ့အကြုံဆိုတော့ပွဲကစားခွင့်အများကြီးရလို့ဗျနော်ပွဲကစားလာတာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအသားကျလာပြီးတော့အတွေ့အကြုံကောင်းလာတာဒါပဲကျွန်တော်တို့ရှိတယ်ဗျာသိလားတကယ်တကယ်ကောင်းနေတယ်မျိုးကကျွန်တော်ဘာမှမရှိဘူး နောက်တစ်ခုကဘယ်လိုပြောမလဲအေးနောက်တစ်ခုကဒီကစားမရဲ့ week food ကဘာမှလုပ်မရဘူးပြရမလို့သူရဲ့ပြောမတန်တဲ့6လောက်ကပေါ့နော်ဘာမှလုပ်လို့မရအောင်ဒါပေမဲ့တန်တဲ့6လောက်ကိုယ်တိုင်ကလည်းခုနကပြောတဲ့အရာတွေရှိမနေဘူးပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့တခြားကစားမိုင်းနဲ့ရှင်းကြည့်နေဒီတိုင်းပဲလားရှင်းတာတော့မဟုတ်ဘူးဗျာရာမဲတို့ဘာလို့ဆိုလို့ချင်းကျွန်တော်ကြည့်ပြသေးလား18နှစ်ပဲကျွန်တော်ရှိသေးတာခုမှအသက်20ပဲရှိသေးလို့ဘာညာပြောအောင်ကလည်းပြောတာပါရာမဲတို့ဆိုလို့ချင်း18နှစ်ပဲကျွန်တော်ရှိသေးတာကူဘာစီတို့ဆိုလို့ချင်းကျွန်တော်တို့18နှစ်ပဲကျွန်တော်ရှိသေးတာ အဲ့ဒါမှလားစက်ကွန်ဆက်ရှိပဲကျွန်တော်ရှိသေးတာဗျာเนาะပြီးလို့ရှိရင်ကျွန်တော်တို့ညီနဲ့ဒီသူနဲ့ဒန်းသူခြေသွမ်းပြရင်အခုဆိုကာနာကျော်21ကို21 20 21ကိုကျွန်တော်ရောက်လာတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်ရင်တိတ်မကွာပဲနဲ့သူတက်အများကြီးပူကောင်းနေတဲ့ကစားမားတွေအများကြီးပဲဒါပေမဲ့လို့ကာနာချိုကိုတိုင်းကိုကျွန်တော်ကြည့်တော့ကျွန်တော်အဲ့လောက်ကြည့်တိုးတက်လာတာတွေကျွန်တော်မရှိဘူးဒီလားကျွန်တော်တိုးတက်လာတာမရှိတော်တော်လေးကိုအချင်းကြီးကွာကျွန်တော်ကတော့လွတ်တက်ငါကြီးမှာဆိုးတယ်ဆိုတာမျိုးကလည်း ကစားမားရဲ့လက်ရှိပုံစံကတိုးတက်မဲ့ပုံစံမျိုးတွေမြင်မနေရအောင်သူတို့ကတော့ဩတိုးတက်လာနေတဲ့ရှိတဲ့ potential အမြင်ရှိတယ်ပိုတန်ရှယ်တော့ရှိတာပဲဒါပေမဲ့ potential ရှိတဲ့ကစားမားတိုင်းက potential ကို reach လုပ်နိုင်စွမ်းရှိမှမရှိကြတာဟုတ်တယ်မလားနောက်ကျွန်တော်တို့အနားယူသွားတဲ့ကစားမားတွေကိုလည်းကျွန်တော်ကြည့်ကြည့်တကယ် potential ကောင်းတဲ့ကစားမားတွေရှိကြပဲဒါပေမဲ့လို့အဲ့ဒီအဆင့်ကိုသူတို့မရောက်နိုင်ဘူးသူတို့ရဲ့ potential ကိုသူတို့မရောက်နိုင်ဘူးကကနာချူလည်းပဲအဲ့လိုပဲပေါ့ကနာချူမှာနောက်တစ်ခုက attitude ပိုင်းနဲ့ခံယူချက်ပိုင်းတွေကတော်တော်တိုင်ပတ်တယ်ပြင်နာကကိုကဘာကောင်းမှမဟုတ်သေးဘူးပေါ့နော် ိုကဘာကောင်မှမဟုတ်သေးတဲ့အချိန်မှာတကယ်လှုပ်ပြကျူးစားပြအမှန်ကန်လှုပ်ပြဖို့ဒီဘယ်လိုပြောမလို့ဒီလှုပ်ပြဖို့ဆိုတာကဗောနော်ငါမှဘာကြီးချင်းနေရှိတယ်လေသိတယ်မလားကျူးပန်းမှာအခုကမဟုတ်ဘူး तू ကအဲ့လိုမဟုတ်ဘဲနဲ့အဲ့အဆင့်ကိုသူကြိုသွားပြီဆိုတဲ့ပုံစံမျိုး okay ငါကတော့ potential အဆင့်မဟုတ်တော့ဘူးငါတော့ငါရဲ့ full potential ကို reach ပြနေတဲ့ player တယောက်အသွင်မျိုးတွေ तू လှုပ်ပြနေတာဒါတွေကတော်တော်ကိုမှားတယ်ဗောနော်ဒါကြောင့်ကျွန်တော်ကတော့ကနာချူကိုလွတ်တဲ့ငါကြီးမှာစိုးနေတယ်ဆိုတာမျိုးတွေကတိတ်တော့အထိပ်ပဲမရှိဘူး ဒီလားကျွန်တော်ကတော့ဒီကစားမကိုလက်လွတ်ရလို့ပေါ့နော်ကျွန်တော်တို့ဒီအများကြီးအချိန်ကြီးစူးသွားမဲ့တွေမှာပါလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်သို့တော်လည်းပဲဒါကလပ်အသင်းရဲ့ဘက်ကတော့ဗျာ okay ငါတို့တော့ဟိရှိကစားမတွေလိုမျိုးအသင်းကလက်လွတ်လျက်ရမှာတိုင်ဒီကောင်းနေတယ်ကောင်းသွားမှာဆိုတဲ့ပုံစံမျိုးတွေကိုတို့စိတ်ပူနေတယ်ပေါ့ဒါကဗျာဘယ်လိုပြောမလဲစိတ်ပူစရာမှမဟုတ်တာဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့ကိုကကိုဒီကစားမကို potential အကောင်းဆုံးပုံစံကိုရောက်နိုင်မဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးထားတယ်ဆိုလို့ရှိရင်ဖြစ်လာမှာပဲ ဟုတ်တယ်မလားနော်အီလန်ကာတို့ပါလို့ဆိုလို့ရှင်လည်းပဲကျွန်တော်တို့လက်မလွတ်လိုက်တင်ဘူးတိုးတော်လည်းပဲအသင်းမှာရှိတုန်းကလည်းဒီလိုပဲစကော့မက်တူမီနီတို့ကျွန်တော်တို့ကြည်တာပဲဒီကစားမှသူများအသင်းမှာမှာပိုကောင်းနေတယ်ကျွန်တော်ပြောအောင်ကိုအသင်းမှာဒီကောင်ကိုအချိန်ပြည့်အချိန်ပေးခဲ့တယ်နေရာအကုန်ပေးခဲ့တယ်9နဲ့6နဲ့လောက်ဖြတ်တန်းလာတယ်ဗျအသင်းစီနီယာအသင်းကြီးမှာဒါပေမဲ့လို့ကျွန်တော်တို့ထင်တယ်လို့ဟောမဖြစ်တော့ကျွန်တော်တို့သွားဒါပဲအန်တိုနီဆန်တိုးကိုလည်းကျွန်တော်ကြည်ပါလားအခုဆိုလို့ရှိရင်ကျွန်တော်ဘတ်တစ်မှာကောင်းနေကောင်းနေဘာမှမကောင်းတာဒီတိုင်းသူ့ရဲ့သူဘယ်လိုဘတ်တစ်မှုလို့ဒါမြင်ဒီလိုဖြစ်နေတာ ယူနိုက်တက်ကိုရောက်လာတဲ့ပုံစံနဲ့ဒီတိုင်းပဲဒါကြောင့်ဘာလို့သူများအတင်းကိုရောက်သွားလို့ရှိရင်ဒီစိတ်ပူစီရပါညာမျိုးကရှိကိုမရှိဘူးဒီတော့ဆိုတော့ကျွန်တော်ကတော့ပူကောင်းတဲ့ကစားမရရင်လူကျင်တယ်ကာနာချိုတို့ဘာလို့ကပိုတန်ရှယ်အရင်ကြီးကောင်းနိုင်နေတယ်မှာပါတယ်ဆိုမြဲလို့လက်ရှိပုံစံရဟိုသူကရန်ကိုကသူ့ရဲ့ပိုတန်ရှယ်ကို reach လုပ်နိုင်မဲ့ player ပုံစံမျိုးတွေကျိုးပန်းနေတဲ့မျိုးတွေတွေ့ရတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ညီကတို့ရောဘယ်လိုမြင်ကြလဲ ဲဆိုတော့ဒီအတင်းနဲ့ဒီဒီအတင်းလူနဲ့ဆိုနောက်ရသည်တဲ့နော်ဘာဘယ်လောက်ရှိမလဲတော့ခံမှန်းမြည်တော့ okay ဆိုတော့နော်နောက်ရသည်ဒီပဲခဏမေးထားပါအောင်ဆက်သမိုင်းနော်အဲလွတ်တဲ့ငါကြီးမှတေးကြရပြားတယ်နော်ဆက်ပြီးတော့ထိန်းသိမ်းထားသင့်တယ်ထင်တယ်နော်နေပါဗျာနော်ကျွန်တော်ဒါတော့ပေါ့လေတယောက်နဲ့တယောက်တော့တိတယ်မတူကြဘူးပေါ့ကျွန်တော်ကတော့ခနာချိုးကိုဆက်မထိန်လေအတင်းဘက်ကဘာမှဆောက်ယူသွားမယ့်အရာကြီးရှိတယ်လို့ကျွန်တော်မထင်ဘူး ။ကုညာကိုခေါ်မယ်ဆိုလို့ရှိရင်လည်းကာနာချူကတော့လက်လွတ်စရာအကြောင်းရှိတယ်လို့မထင်ဘူးတဲ့။ဘာလို့လဲဆိုတော့ rush ဖို့နေရာမှာအစားထိုးဖို့လိုနေတာမို့လို့ပဲတဲ့နော်။ Okay ကျေးဇူးများတင်ပါတယ်။ငွေကြီးတာတက်နေတယ်ဆိုလို့ရှင်ပြားတယ်ကွန်ညာကိုခေါ်တဲ့နေရာမှာပါတယ်တဲ့ကိုဗီမင်းနု heaven နဲ့ delete တို့ပါလာနိုင်ပြီလားဆိုတော့ delete ကတော့ပြီးခဲ့တဲ့ manchester derby မှာမပါနိုင်ခဲ့ဘူးပေါ့နော်မပါနိုင်ခဲ့ဘူး heaven က delete ကဒါမဲ့ europa league ပွဲမှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးကိုဗီမင်းနုကတော့ပါလိမ့်မယ်လို့ထင်တယ် လူစင်းရဲနဲ့ပေါ့နော်အနည်းဆုံးတော့လူစင်းရဲကိုပါလာနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်မင်းနူကိုအဲဂါနာချူပိုပြားတဲ့အဲလက်လွတ်လက်မလွတ်ပဲတဲ့အရင်အတွက်ဆက်ထားတဲ့နေထင်တယ်တဲ့နော်ပြည်တနာကအရင်ကစားမဆိုရင်တော့ဂါနာချူကဆက်နေမယ်မထင်ဘူး။ तू ကဘယ်လိုပြောမလဲခုနကကျွန်တော်ပြောလို့ပဲဗျာ။ तू ကလောကအကောင်ဖြစ်နေပြီလို့ကိုသူ့ကိုထင်နေတာ။ထင်နေတယ်ဆိုတော့ဒီကောင်အရင်ကစားမမဟုတ်ဘူးဗျာသိလားနော်။အရင်ကစားမမဟုတ်ဘူးအရင်မှာဆက်ထားရင်ထွက်မယ်ကွာဆိုတဲ့ပုံစံမျိုးကြားလာမှာစိတ်ကြ။အဲ့ဂါနာချူကအရင်ကမှာ ထိုင်ခြင်းနဲ့ပလျံမှုကျွန်တော်မဟုတ်ဘူး first line နဲ့မှလည်းကဲကောင်းလားဆိုတော့လေအဲ့လောက်ကြည့်မဟုတ်ဘူးဗျာကျွန်တော်အမြင်မှာကဆိုတော့တည်ကြတဲ့ကာနာချူကိုအရင်အဖြစ်ကျွန်တော်တွေးလို့မရဘူးအတင်းမှာဆက်ပြီးတော့နေရာပေးရင်ပေးမပေးရင်အပြည့်တက်ရောင်းအဲ့လိုပဲကျွန်တော်သွားမှရမှာ United ကစားပုံကားတဲ့ MOD လက်ထက်ကောင်းလာတယ်တဲ့နီးပြလူချင်းတဲ့ကစားမနေရာ300လောက်ဝယ်ပေးနိုင်ရင်ဒီတက်မကကောင်းလာနေနေဗျာโอเคပါကျေးဇူးများကြီးပါတယ် အဲဂျမိုင်းကူဆက်ပါโอเคပါကြည်ဒီများနေပါတယ်နည်းပိန်သွားတယ်ထင်နေတော့တယ်အဲဂျင်ရလည်းမဝပါဘူးပြန်တော့ဒီလောက်ပဲထင်တာပါပဲကုကုကူကတော့နော်ကနာချူကူတဲ့ကနာချူကူဂူသွင်းနေနော်ဒါလွှဲရင်ကျန်တာကုံသဘောဂူသွင်းတာလွှဲလို့ရှိရင်ကျန်တာကုံသဘောကြတယ်ဗျာတဲ့နော်ဂူကတော့မသွင်းတတ်ဘူးတကယ်ပြောကနာချူကသူ့ရဲ့အញ្ញင်ဆုံး ability တွေကတခုဆိုဂူသွင်းတာပဲကနာချူကဂူတော်တော်မသွင်းတတ်တာနောက်တစ်ခုကသူ့ရဲ့ weak foodness လို့ရှိရင်ဂူမသွင်းတတ်တဲ့တည်းမှာပါတယ်သူ့မတန်တဲ့ခြေနဲ့ဘယ်ခြေနဲ့ဂူသွင်းတာဘယ်ဟာရှိတော့ ကျွန်တော်မှတ်မိတလို့ဆိုလို့ရှိရင်တော့တစ်လုံးပဲရှိတယ်အဲ့ဒါတော့မှကျွန်တော် FA Villa Final ကထင်ပါတယ်ဒီ Manchester City ဘက်ကိုလေဘယ်ချမ်းနေပြီးတော့သူအသားလေးချိုးဝင်ပြီးတော့ဘယ်ချင်းနဲ့ကန်သွားတာလေညာချမ်းနေအသားလေးချိုးပြီးတော့ဘယ်ချင်းနဲ့ကန်သွားတာအဲ့ဒီလိုပဲဆိုတော့ပိုတကယ်တကယ်ကောင်းပါတယ်ဆိုတဲ့အခွင့်အရေးတွေတော့မှသူတန်တဲ့ညာချင်းနဲ့ကန်တာတော့မှဘလို့မှအဆင်မပြေဘူးသူတော်တော်လေးကိုတိုင်ဂိုးသွင်းတာတော်တော်ညံ့နေတယ်မှာပါတဲ့ ball striking ကတော်တော်ကိုမကောင်းတာပေါ့နော်ဘောလုံးကိုကန်တဲ့ကန်ပုံစံကြီးက โอเคရောင်းသိနေထင်တာပဲပြရတယ်เนาะโอเคနောက်ပွဲတွေ watch long လုပ်ပြီးပါတော့တဲ့โอเคပါကျေးဇူးများကြီးတင်ပါတယ်အဲ watch long ကတော့ခုနကကျွန်တော် video အစမှာပြောသလိုပဲလှုပ်သွားမယ်ဆိုတော့ဒီညအဲ့ Arsenal ပွဲလဲကျွန်တော် watch long ကိုလှုပ်ချင်တယ်ဗျာเนาะ Arsenal ပွဲလဲ Bayern Munich ပွဲကတော့တိတ်မတိကြတော့ဘာလို့လဲဆိုတော့ Musiala နာသွားပြီဆိုတော့ Bayern Munich Inter လေ Musiala နာသွားတယ်ဆိုတော့အခါကျတော့အဲ့ပွဲကမလှုပ်ဖြစ်တော့ဘူးเนาะ watch long ကတော့ဒါပေမဲ့လို့ အာဆင်နယ်ဘွဲကတော့ကျွန်တော်တို့တကယ်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 ဝေကျွန်တော်လှုပ်တင်နေတယ်မှာပါတယ်ဒါဆိုလည်းပဲအချိန်ကြီးကြည့်လိုက်ပါအောင်မယ်နော်ကျွန်တော်တို့အချိန်ကြီးကြည့်လိုက်အောင်မယ်ဒါယူနိုက်တက်ရှူမှာဝေကျွန်တော်ကတော့ပြန်ပြီးတော့စမယ်ပေါ့နော်ဂျားရက်ထဲမှာဘာမှအဆင်အချိန်ကြီးစုမလာဘူးဆိုရင်ပေါ့လေဆိုတော့အကဲမင်းအချိန်ကြီးမိုက်တယ်မှာလဲဆိုတော့ကြည့်နေတဲ့ညီကိုတွေကျွန်တော်တို့ဒါ390နီးပါးရှိပါတယ်ဒါကျွန်တော်တို့ဟိုကာလာတော်ကြာပြီးမှပြန်ပြီးတော့ဒါလှုပ်တဲ့ live ပေါ့လေကျွန်တော်တို့ဒီမှာ minute 20နီးပါးလဲကျွန်တော်ရှိသွားပြီဆိုတော့ ကြာခင်ဖူဘောမချင်မှာကျွန်တော်တို့ Champions League ပွဲကြိုသွင်းတဲ့ချက်ကလေးတွေကျွန်တော်တင်ပြပါမယ်။အဲ့ဒီမှာပြန်ပြီးတော့တွေ့ကြပါမယ်။ဆိုတော့လာပြီးတော့ကြည့်ပြကြတဲ့ညီကလေးတယောက်ချင်းစီတန်းကိုကြည့်ပြီးများကြပါမယ်။